ကဲဆဆမပူရောမျောလင်းတောင်းတနေတဲ့ Time City ကတရေလေအဲ့ဒီအကြောင်းကိုပြောပြရင်းနဲ့ bonus အနေနဲ့စင်ကာပူအသင်းတိုင်းကပေါ်မှာစောက်ထားတဲ့ကွန်ဒိုလေအဲ့ကွန်ဒိုမှာမျက်မြင်ကိုတွေ့ပေါ့နော် CCTV ကနေပြီးမျက်မြင်ကိုတွေ့တွေ့ရတဲ့တရေအကြောင်းကိုပြောပြသွားပေးမယ်လာဆဆမပူရောစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်ဒီဆရာမတို့ကကြတော့သူတို့ကចောင်းပြောင်းပြီးသွားပြီပေါ့နော်သူတို့ရဲ့ចောင်းမှာဖြစ်တာဖြစ်ပြခါကြចောင်းကမနစ်ကစငါးတာဖြစ်လောက်တယ်ပေါ့နော်ဒီလိုမျိုးတစ်နှစ်ရှိပြီဆိုတဲ့အခါကြတော့လေ အဲ့ဒီမှာတို့ကလည်းအကြောင်းကိုရေရှည်ပွင့်ပွင့်လို့ဆိုတော့အာရည်ရွယ်ချက်နဲ့ဒီပြင်နာတွေဆင်နာတွေ renovation တွေလည်းအကုန်လုံးကိုငွေကြေးအကုန်ကြအများကြီးခံပြီးတဲ့ခါကျတော့မှတို့လှုပ်ထားတယ်လှုပ်ထားပြီးမှလည်းဒီရဲ့ဖြစ်လာတဲ့ပရလောကအခြေအနေအကြောင်းမလို့တို့ကပြောင်းလဲလိုက်ရတယ်အဲ့ဒါကိုမယုံတဲ့သူတွေအတွက်ကိုလည်းဆရာမကတိတ်ချလေးရှင်းပြန်ထားပေးတယ်ပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင် तू ကအစတုန်းကအမ် သူကသူလည်းပြောထားတယ်သူကဒီရာတွေကိုအစတော့ကကြိုတင်မတိခဲ့လို့ပဲဒီနေရာကိုငားခဲလိုက်တာမျိုးတွေဖြစ်တယ်ပေါ့နော်သူရဲ့စုံစမ်းချက်ညံ့လို့ပဲဖြစ်မှာပါဆိုပြီးတော့သူကသူပဲအပြစ်တင်ပြီးတော့ပြောထားပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့အဲ့ဒီမှာလောက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့တည်င်းနေတာတွေကြားရတယ်ပေါ့နော်အဲ့ဒီခိုးနေရာမှာ၆တာတွေဒီနေရာမှာ၆တာတွေအစိုးစိုးကကြတော့အဲ့လိုမျိုးအိမ်နာတဲ့တွေမှာ၆တာပေါ့နော်၆၆တာဆိုတော့သူတို့ကျောင်းထဲမှာဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီ building ထဲမှာဖြစ်တာပေါ့နော်ဒီအစာအုပ်တစ်ခုတည်းမှာအစာအုပ်တွေထဲမှာပဲဖြစ်တာပေါ့နော်အဲ့ဒီတော့ မလုံမျိုးတွေဖြစ်လဲဆိုလို့ရှိရင်သူတို့တွေဒီလိုမျိုးလုံနေအလုံးလုံးကင်ဖို့လို့တွားတဲ့အချိန်မှာဆိုလို့ရှိရင်ခေါင်းကြီးဝေတာလို့စိတ်မကြည်တာလို့အဲ့လိုမျိုးတွေနှောက်ဆက်ခြင်းတွေကိုလည်းခံရတယ်ပေါ့နော်ဒါသူတို့ចောင်းတဲ့မှာဖြစ်တာနောက်ပြီးကြတော့လည်းဒီ လစ်ထဲမှာဆိုလို့ရှိရင်လည်း lift ကကွာ lift ဒီဒီဒီဓာတ်လေကအစ်စ်ဆိုပေမဲ့လည်းအဲ့ဒီဟာတွေကိုနှိပ်ထားတာမျိုးတွေအဲ့ဒီဟာမျိုးတွေနဲ့လည်းကြုံရတယ်ပေါ့နော် lift တွေမှာဆိုလို့ရှိရင်သူတို့မှာ expire date ကရှိတယ်ပေါ့နော်ဘယ်အချိန်ဘယ်အချိန်မှာ set ရမယ်ဆိုတဲ့ဟာမျိုးတွေလည်းရှိတယ်ဒီ Singapore မှာဆိုလို့ရှိရင်လည်းဒီ lift တွေနဲ့ပတ်သက်ပြီးသူတို့ရဲ့ expire date တွေကိုဘယ်ချိန်မှာပြန် set ဖို့လို့ဆိုတာမျိုးတွေရှိတယ်ဒါပေမဲ့သူတို့စီမှာလည်း အဲ့ဒီမှာလည်းအတူတူပဲဒီဟာကတက်ထားတဲ့ဟာအစ်စ်လုံးဝကမှအစ်စ်ကွာသိရမလားအဲ့လိုဟာမျိုးမှာဒါမှဒီလိုမျိုးခလုတ်တွေဖြစ်တာမျိုးတွေလည်းကြောင်ရတယ်ပြစ်ကြတဲ့ခါကျတော့နောက်တစ်ခုကကျတော့အလုံးမလာတဲ့သူတွေနော်လာတဲ့သူတွေအဲ့လိုမျိုးခွင့်ယူထားတဲ့သူတွေရဲ့ပုံစံမျိုးကိုတရေတွေကအတူအပါလုတ်ပြီးတော့အဲ့ဒီတန်းမှာတွာလာတာမျိုးတွေလည်းသူတို့ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတယ်ပို့ပို့ပြီးတော့အစိုးဆုံးကကျတော့ဒီကလေးတငယ်တွေရဲ့ပေါ့နော်ဒီကြောင်သားကလေးတွေရဲ့တငယ်ပုံစံကိုဟန်ဆောင်တာပေါ့နော်အဲ့ဒါတွေကြောင့်မလို့ပဲသူတို့ကအဲ့လိုမျိုးတွေ ကျောင်းပြောင်းလိုက်တာပေါ့နော်သူတို့ကစားကျင်နောက်ချင်တာပဲလားဒါမှမဟုတ်လို့ရှင်လူသားထိုးကျင်လို့လားဒီတရေတွေရည်ရွယ်ချက်ကွာဘာရင်လို့လဲမသိတယ်မသိတယ်အကျွတ်လွတ်ပဲလိုချင်တာလားဘာမှမသိတဲ့အတွက်သူတို့တွေလည်းအကောင်းဆုံးဖြစ်အောင်ဆိုပြီးတရားနေပြီးတော့ပဲပြောင်းလိုက်တယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့အကြံပြုဒီဆရာမရဲ့အကြံပြုချက်ကကြောင်းတာပေါ့နော်ကိုဒီလိုက်ဒီလိုမျိုးတွေဖွင့်မယ်လုပ်မယ်ဆိုလို့ရှင်နေရာဒေတာကိုတိတိချာချာရွေးချက်ရွေးချယ်စေချင်ပါတယ်ပေါ့နော်ဒီလိုဒီရဲ့စင်းမြစ်ကိုတိတ်ချာအောင်တိပြီဆိုပြီးတော့မှတိပြီဆိုမှကောင်းတဲ့အဲနေရာကို ရွေးချယ်ရွေးချယ်ပြီးတော့မှဖွင့်စေကြမှာတယ်ပေါ့နော်သူတို့ကလည်းဒီနေရာအကွက်ကွင်းကြရဲဆိုပြီးရွေးချယ်လိုက်ပြီးမှသူတို့မှဒီရဲဟာလေးဖြစ်သွားရတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကကျတော့ Time City ကဒီရဲ့ ကျန်တော့တုတ်တန်နေရာမှာစောက်ထားတာလူတကာလည်းတည်ပြီးသားပဲကွာအဲ့တော့အဲ့ဒီမှာအရင်တော့ညောင်မင်းတပင်ရှိတယ်ညောင်မင်းကိုခုတ်ဖို့လို့စူးစမ်းတဲ့အချိန်မှာလူနှစ်ယောက်ပေတာဖြစ်ဖူးတယ်ပေါ့နော်အဲ့ဒါနဲ့ပဲညောင်မင်းကိုမခုတ်တော့ပဲနဲ့အဲ့ဒီနေရာမှာဖျားပေါင်းဆောင်တင်လိုက်တယ်ပေါ့နော်သူများတွေပြောတာလည်းဒါကြောင့်ဟုတ်လားမဟုတ်လားတော့ကိုကိုတိုင်းလည်းလုံးဝလုံးဝမသိဘူးသူများပြောတဲ့စကားကိုပဲပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့နော်အဲ့ဒါကြတော့ဒီညအပင်တော့ဘာလို့မှဆိုလို့ရှိရင် အာဒီတရေတရသူ့အကိုင်းနဲ့သူ့နေရာနဲ့နေရာနေကြရပါတော့ကိုတွေဦးစင်းဝတ်ခဲ့တဲ့အခါတော့ကလည်းဒီဖုံကြီးရလည်းခေါ်ခဲ့ဘူးတဲ့ဒီမကြီးပင်ကြီးရှိရပါတော့ကိုတွေဝတ်တဲ့ဖုံကြီးကြောင်းထဲမှာအဲ့ဒီညမှာဆိုလို့ရှိရင်ဘယ်အကိုင်းမှာဘလူးနေတယ်ဘယ်အကိုင်းမှာဘလူးနေအဲ့လိုမျိုးသူတို့နေရာနဲ့သူတို့တတ်တတ်မမတ်တီးခွဲခြားစီးချပြီးတော့နေရတယ်အဲ့လိုပဲအဲ့ညောင်မင်းကြီးမှာဆိုလို့ရှိရင်ခုတ်လို့ကျန်တဲ့ညောင်မင်းကြီးမှာနေစရာများတော့တော့နေစရာများနေစရာတရေတွေညားနေတဲ့အခါကျတော့အဲ့လိုမျိုးအဝေးမတဲတော့မယ်ညောင်မင်းကြီးလဲတဲ့အထိတောင်မှ ဖြစ်ရတယ်ဆိုပြီးတော့ဒီနန္ဒဘဝပြောတဲ့လူတွေကလည်းပြောထားပေါ့နော်ဒါဟုတ်လားမဟုတ်လားတော့ကိုယ့်ခါကိုယ်ပဲဒီလိုမျိုးသုံးတတ်စေချင်တယ်ပြီးတဲ့ခါကျတော့ဒီအိမ်သားတွေထဲမှာဖြစ်တဲ့အဖြစ်အပျက်တွေကလုံးဝကောမအများကြီးအများကြီးပဲအဲဒီကိုမတ်မှာပွားဖက်ကြည့်ဒီဆရာမတင်ထားတဲ့ post ရဲ့ဒီမူရင်း post ရဲ့ကိုမတ်မှာပွားဖက်ကြည့်လို့ရှိရင်လုံးဝကိုတိတာကဒီပြောထားတဲ့ sharing လုပ်ထားတဲ့လူတွေပေါ့နော်အများကြီးပဲအဲ့ဒီမှာလည်းရှိရဲပြီးတဲ့ခါကျတော့အဲ့ဒီမှာ two phone လို့များတဲ့ရွှေ့ပြောင်းလို့များတဲ့အုပ်စုတွေလည်းကျန်းနေသေးတယ်ပေါ့နော်သူတို့ကားပါတင်မှာဘာညာအဲ့ဒါတွေကတော့ ဒီလိုမျိုးကိုလည်းသိချင်သေးတဲ့ခါကျတော့သူများပြောတဲ့အတိုင်းပဲပြန်ပြီးတော့ပြောပြအောင်နော်ဒါကတော့လက်တွေ့မှာကိုကိုတိုင်းမြင်ခဲ့ရတဲ့ပေါ့နော် CCTV မှာကိုကိုတိုင်းမြင်ခဲ့ရတဲ့ဟာရဲ့အကြောင်းပြောမယ်နော်ဒါကတော့စင်ကာပူမှာဒီဝူလီ MRT နားမှာကွန်ဒိုတစ်ခုဖွင့်ထားတယ်ပေါ့နော်အဲ့ဒီကွန်ဒိုကဖွင့်ထားတာတိတ်မကြသေးဘူးနှစ်ပိုင်းလောက်ပဲရှိသေးတယ်တင်းတင်းနဲ့အိုက်ပါဝန်ကျင်လောက်ပဲရှိသေးရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီကိုဗစ်အပီးလောက်မှာသူ့ရဲ့ဟာစပြီးတော့ဖွင့်တယ် ကွန်ဒိုကအောက်က shopping mall shopping mall ရဲ့အပေါ်မှာကွန်ဒိုရဲ့ဒီရေကူးကန်ပေါ့နော်ရေကူးကန်ရဲ့အပေါ်မှာမကွန်ဒို building တွေစတာအဲ့ဒီရေကူးကန်တွေမှာရေကူးကန်တွေမှာဒီလိုမျိုးဒီလိုပလက်ကလထိုင်လေးတွေရှိရလေ bench တွေပေါ့နော်အဲ့ဒီပလက်ကလထိုင်လေးတွေကို ဈေးထဲကိုတွန်းချတာ CCTV မှာလုံးဝပဲအဲ့ဒီကနေစပြီးတော့ဘာသာပေါင်းဆောင်ပါအဲ့ဒီအဲ့ဒီရေကူးကံမှာလာပြီးတော့ရုပ်ဖတ်တဲ့စေကြတယ်အဲ့ဒီရဲ့ CCTV ရဲ့ဟာကိုလည်းအကုန်လုံးကြည့်ပူရဲ့ဗီဒီယိုတွေကိုဆိုလဲ share ပူရဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာ construction လုပ်ဖူးတဲ့တထေးရတို့တထေးနဲ့တိနေတဲ့အခါကျတော့တထေးကိုသူတို့ပြတာပေါ့နော်အဲ့ဒီဟာ share လုံးမရပါဘူးသူတို့နိုင်ငံရဲ့ဒီ security ဒီ privacy ရပါပေါ့နော် အဲ့လိုမျိုးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရဲ့နေရာကအရင်တော့ကဒီ beta data တွေတင်ကြိုင်အဟောင်းနေရာမှာဆော့ထားတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဖြစ်ဖြစ်တည်းကမြန်မာပြည်မှာလည်းမဟုတ်ဘူးနိုင်ငံခြားမှာပါရှိပါတယ်เนาะအဲ့ဒါကြောင့်မလို့အတွေ့အကြုံတွေပါထပ်လောင်းပြီးတော့ပြောကြားပေးလိုက်ပါတယ်ဆက်စုမှတ်ဖို့လည်းသိချင်တာသိသွားရပြီဆိုတော့ရှင်တို့လည်းတင်နေလိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်နေကြမယ်เนาะ